အားလုံးပဲမင်္ဂလာပါစိတ်အေးချမ်းသာခြင်းကိုကြီးကြမှာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့မြန်မာရွှေဈေးတွေကတော့ညနေမှာထက်ပြီးတော့တက်ပါတယ်မြန်မာငွေဈေးတွေကတော့ညနေမှာတက်ကြမရှိပါဘူးဒီနေ့က20ရက်နေ့5လပိုင်း2020နဲ့5ခုနေ့လက်ရှိကျွန်တော်ပြောနေတဲ့ချိန်အတိုင်းစံတော်ချိန်ညနေ9:00ထိုးနေပါပြီ မြန်မာရွှေက55ပဲရေတကြသားကို83သိန်းနဲ့မှ8000တောင်း16ပဲရေတကြသားကိုဆိုင်ကရောင်းတဲ့ဈေးက86သိန်းနဲ့မှ3000တောင်းဆိုင်ကလက်ခံတဲ့ဈေးက85သိန်း9000တနဲ့ပေါက်ဈေးရှိနေပါတယ်။အရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းလေးငယ်กว่าချမှုလည်းရှိနိုင်ပါတယ်။ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက4330ဆိုင်ကလက်ခံတဲ့ဈေးက4380ဒူရငွေတရူတွေကိုမြန်မာကျပ်ငွေ4960စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက3430ဆိုင်ကလက်ခံတဲ့ဈေးက3380 တရုတ်ငွေတရွန်ကိုမြန်မာကျပ်ငွေ610တကျပ်အော်စတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2830ထိုင်းမန်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဘက်ပေးချက်ယူသမားတွေကဘက်ငွေ955ဘက်ကိုမြန်မာကျပ်ငွေတသိန်းဂျပန်ဘက်ယူသမားတွေကကျပ်သိန်းကိုဘက်ငွေ934ဘက်ဂျပန်ငွေ3316.4ကိုမြန်မာကျပ်ငွေတသိန်းမလေးငွေ68.33ကိုမြန်မာကျပ်ငွေတသိန်းကိုရီးယားငွေ3948.88ကိုမြန်မာကျပ်ငွေတသိန်းအိန္ဒိယငွေ1945.14ကိုမြန်မာကျပ်ငွေတသိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်လို့ဈေးနှုန်းနဲ့ငယ်ကွာချမှုလေ ည်းရှိနိုင်ပါတယ်မိမိတို့တွေနဲ့ငွေလွှဲတော်မယ်ငွေလဲလဲလှုပ်တော်မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုရင်ဖုံးဆက်ပြီးမှပဲငွေလဲလဲလှုပ်ကြပါလို့ကျွန်တော်ကတော့ကြံပြူခြင်းပါတယ်မြမရွှေစင်းငွေစည်းတွေကိုမြန်မြန်တင်ပေးပါတယ်မြမရွှေစင်းငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံ့မာခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပေးရှင်နိုင်ကြပါစေ